ရန်ကုန်မြို့သစ်စီမံကိန်းကိုအစိုးရရဲ့ကြံရှိတက်တန်းလာအနေငယ်တွင်မြေသီအတွက်ကြောင့်အလင်းစလို့ကောင်းထဲဖော်လိုပါတယ်လို့ဗဟန်းမြုံနယ်မဲဆန္ဒနယ်မှတ်နယ်လွတ်တော်ကိုယ်စားလှယ်ဒေါက်တာညွန်ညိုသိန်းကမေးခွန်းထုတ်ခဲ့ပါတယ်။အော်ဂလ21နေ့ကပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးလွတ်တော်အထူးအစည်းအဝေးမှာအခုလိုမေးခွန်းထုတ်ခဲ့မှာဖြစ်ပြီးရန်ကုန်မြို့သစ်စီမံကိန်းကိုကောင်းထဲဖော်ဖို့2015ခုနှစ်ဇူလိုင်လမှာနိုင်ငံပိုင်သတင်းစာများမှတစင်တင်တာခေါ်ယူခဲ့ကြောင်းရင်းစီမံကိန်းဟာမဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာပြူဟာစီမံကိန်း2040အရာ ဒုတိယဦးစားပေးစီမံကိန်းဖြစ်ပြီးမိသည့်အတွက်ကြောင့်ဒုတိယဦးစားပေးကိုပထမဦးစားပေးပြီးတင်ဒါခေါ်ယူခဲ့ခြင်းဖြစ်တယ်လဲလို့၎င်းကဆက်လက်မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။အာမခံစပေါ်ဝင်7.5ဘီလီယံတင်ပြီးတော့အမေရိကန်ဒေါ်လာ90ဘီလီယံမှ80ဘီလီယံအမြတ်ထွက်နိုင်မယ်ရန်ကုန်မြို့သစ်စီမံကိန်းကိုတလားကျော်အချိန်ပေးပြီးတော့တင်ဒါခေါ်ယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီတင်တာကော်မတီနဲ့ပတ်သက်ပြီးမြည်သည့်ဥပဒေလုံထုံးလုံနည်းများနဲ့ဆောင်ရွက်ခဲ့ပါသည်။တင်တာစီစီရဲ့ကော်မတီကိုမြည်သည့်စံနှုန်းများနဲ့ဖွဲ့စည်းထားပါသည်။ မိသည့်တွက်ကြောင့်စီမံကိန်း area တွင်ရှိမြေပိုင်ဆိုင်မှုများကိုတရားဝင်ငွေကြေးများနဲ့ဝယ်ယူပိုင်ခြင်းဟုတ်မဟုတ်ကိုစုံစမ်းဖော်ထုတ်ခြင်းမပြုပါတနည်းဟု၎င်းကထပ်မံမိကွန်းထုတ်ခဲ့ပါသည် ရင်းမြင့်မြတ်ချက်နဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးတက်တောင်းနဲ့စွမ်းအင်ဝင်းကြီးဦးကျော်စုကရန်ကုန်မြို့သစ်စီမံကိန်းအကောင့်ထဲပေါ်ရန်ဆောင်ရွက်နေခြင်းဟာပထမကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တပ်သမားပုံမှန်အစည်းအဝေးမှာကြီးမင်းနိုင်မြို့နယ်မဲဆန္ဒနယ်မှာလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်လွင်ကတင်သွင်းခဲ့တဲ့ရန်ကုန်မြို့သစ်အမြန်အကောင့်ထဲပေါ်ပေးရေးအဆိုကိုလွှတ်တော်ကအတည်ပြုကြောင်းဆုံးဖြတ်ချက်ရဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလုပ်ငန်းပမာဏအရလုပ်ငန်းစတင်အကောင့်ထဲပေါ်မဲ့အစည်းအဝေးနဲ့အချိန်အခါကိုသတ်မှတ်ဆုံးဖြတ်ထားခြင်းမရှိသေးတဲ့ကြောင့်ပြည်သူလူထုစံနှုန်းသဘောထားကိုအလေးထားပြီး အများပြည်သူအကျိုးကိုပွင့်လင်းမြင်သာမှုရှိစွာတာဝန်ယူမှုတာဝန်ခံမှုနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆဲဥပဒေများနဲ့အညီဆောင်ရွက်သွားမယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ဒုတိယဦးစားပေးဖြစ်တဲ့ရန်ကုန်မြို့သက်စီမံကိန်းကိုဖော်ဆောင်ခြင်းဟာသက်ဆိုင်ရာတာဝန်ရှိသူအားမဟာဗျူဟာရည်မှန်းချက်ကိုမပြည့်စုံစေဘဲနှီးဗျူဟာအရာဆောင်ရွက်မှုအစီအစဉ်ကိုဖော်ဆောင်ခြင်းသာဖြစ်ကြောင်းပထမဦးစားပေးလို့ဖော်ပြထားတဲ့နေရာဒေသများမှာရခင်အစိုးရများကစတင်ဖော်ဆောင်ခဲ့ပြီးယခုအစိုးရလက်ထက်မှာလည်းဆက်လက်ဖော်ဆောင်လျက်ရှိတဲ့နေရာဒေသများဖြစ်ကား ဒုတိယဦးစားပေးနေရာမှာရန်ကုန်မြို့နယ်အနီးကပ်ဆုံးသောဒေသဖြစ်တာကြောင့်ဖွံ့ဖြိုးတိုးတက်မှုအများဆုံးဖြစ်နိုင်တဲ့ဒေသဖြစ်နိုင်ကြောင်းရင်ကဆိုပါတယ်ဒီရန်ကုန်မြို့သစ်စီမံကိန်းကိုကောင်တယ်ဖော်မဲ့အစိုးရကဒီလွှတ်တော်မှတ်တမ်းတွေမှာ ပြောခဲ့တဲ့ကိစ္စတွေအကုန်လုံးပြန်ကြည့်ရမယ်ပြန်ကြည့်ပြီးတော့ဥပဒေနဲ့မညီညာရအကုန်လုံးပြန်စစ်ဆေးရမယ်စစ်ဆေးပြီးလုပ်သွားမှာရန်ကုန်မြို့သစ်စီမံကိန်းဟာမဟာရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာဖော်ပြထားတဲ့ပြင်ဒေသခံပြည်သူများကလည်းဆန္ဒထုတ်ဖော်တောင်းဆိုခြင်းရန်ကုန်မြို့သစ်စီမံကိန်းအမြန်ကောင်းထည်ဖို့ပေးရေးအစိုးကိုလွှတ်တော်မှာမဲခွဲဆုံးဖြတ်ခဲ့ရာအနိုင်ရရှိခဲ့တာကြောင့်တင်တော်ခေါ်ယူမှုပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ဦးကျော်စိုးကဆိုပါတယ်